အလုံးမမင်္ဂလာပါခင်ဗျာနိုင်တီကတ်စောကစနေကနေပြန်လဲကြိုးစိုးလိုက်ပါတယ်တော့လပိုင်း28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်အဲ့ဒီငလျင်တန်ကိုခန်းစားခဲ့ရတာဟာဒီနေ့ဆိုရင်31 32ရက်မြောက်ကိုရောက်ပါပြီဗျာဆိုတော့ရက်အဖြစ်32ရက်ပဲရှိပါသေးတယ်ဗျာ32နှစ်ကြာသွားတာမဟုတ်သေးတဲ့အတွက်ဒီတော့ခန်းစားနေရတဲ့သူတွေကိုမမေ့စေဖို့မြန်မာပြည်သူမြန်မာပြည်သားတွေကိုလည်းတိုက်တွန်းပါတယ် နေရာတိုင်းမှာမတူညီတဲ့ပြဿနာမျိုးစုံ ရှိနေပေမဲ့မိနစ်ပိုင်းအတွင်းမှာအရာအလုံးဆုံးချုံသွားတဲ့သူတွေကိုတော့မမေ့စေချင်ဘူးဗျ။စက္ကမိုင်းလေးအတွင်းမှာပဲမယုံနိုင်တဲ့အဖြစ်ဆိုးကိုလက်ခံလိုက်ရတဲ့သူတွေပြီးတော့နောက်ဆက်တွဲငလင်တွေကလည်းဒီနေ့အထိလှုပ်နေစေဆိုတော့အလိုရှင်တဲ့အနေနဲ့တတ်နိုင်သလောက်ထောက်ပံ့ပေးကမ်းကြဖို့ဖေးမပေးကြဖို့မေတ္တာရပ်ပါလေဗျ။တိုတန်ဟော့စပန်ရဲ့ဘိုဒိုကလစ်တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်တနအီပွဲမှာဖြစ်ပါတယ် ီပြိုင်ပွဲမှာကျွန်တော်တို့သတိတစ်ခုထားဖို့လိုတာကဒီပြိုင်ပွဲမှာ အင်္ဂလန်သင်းနှစ်သင်းရှိနေတဲ့အချက်ပဲဗျ။နှစ်သင်းလုံးဒီမတူညီတဲ့တွဲဆိုင်မှာမတူညီတဲ့ပတ်ချံမှာရှိနေကြတယ်။ဆိုတော့နှစ်သင်းလုံးဟာတည်တည်ချာချာရုန်းကန်ပြီးတော့ကစားမယ်ဆိုရင်ဒီပြိုင်ပွဲမှာ all english final ဖြစ်လာနိုင်တယ်။အဲ့ဒီလိုဇက်ညွန်များရှိမလား။ဒါမှမဟုတ်အင်္ဂလိပ်အသင်းတွေတသင်းမှမပါတော့တဲ့ non english final များဖြစ်လာမလား။ ဒါမှမဟုတ်အင်္ဂလိပ်အသင်တသင်းတော့မဖြစ်မနေတက်ရမယ်ဆိုတော့ final များဖြစ်လာမလားစဉ်းစားဖို့လိုပါတယ်အဲ့ဒီမှာအဖြစ်တစ်ခုကိုကောင်းကောင်းရသွားတယ်ဆိုရင်ဒီပွဲဟာကစားရတာလွယ်သွားလိမ့်မယ်ဗျာ on english final ဖြစ်လာမယ်ဆိုရင် manchester united လည်းဒီနေ့ကြေးအောင်လိမ့်မယ် tottenham hotspur လည်းကြေးအောင်ပြီးတော့ထိုက်ထိုက်တန်တန်နဲ့ကိုပြည့်စီပြည့်ဖြစ်သွားနိုင်တယ် အဲ့လိုမှမဟုတ်ဘဲနဲ့အင်္ဂလိပ်အသင်းတွေတသင်းမှဘောလုံးပွဲကိုမတက်ဘူးဟိုဘက်ကလည်းအေရှန်ဘောလုံးပွဲကျင်းပမဲ့အေရှန်တက်မယ်ဒီဘက်မှာလည်းဘိုရိုကလန်တက်မယ်ဆိုရင်ဒီညမှာအဲ့ဒီအသင်းနှစ်သင်းလုံးကြီးကြသွားနိုင်တယ်လက်ရှိနှစ်သင်းလုံးရဲ့အနေအထားရတော့အဲ့လိုဖြစ်လာဖို့တောင်ခက်များများရဲ့တော်တဲ့ဟော့စပါကိုကြည့်တဲ့အခါဒီအသင်းကပရီးမီးယားလိမှတ်ပေးတရားမှာတရားသေးဟာကန်ကောင်းလို့တက်မစင်ခဲ့ရတဲ့ရာသေးဗျဒီအသင်းဟာတရားသေးမှာတော်တော်ကြီးကိုရုန်းကန်ခဲ့ရတယ် မနေ့ကတော့ကျွန်တော်တို့အများကြီးအထင်ကြီးခံခဲ့ရတဲ့ဆူလန်ဂီဟာလန်ဒန်ကိုရောက်မှပဲအတက်တွေကျိုးပြီးတော့ကြက်အိုကြီးဖြစ်သွားဆောင်းအောင်မနိုင်ရနေပရပွားနဲ့ရှေ့ဆွမ်းမမှန်တဲ့အချိန်မှာအာဂိုတကြီးနဲ့အများကြီးမျောနေထားခဲ့တဲ့ဂျိမ်းပက်ဒီဆင်ကလည်းပွဲတစ်ပွဲမှာ15မိနစ်မိနစ်20ထပ်ပို့ပြီးတော့ရှေ့ဆွမ်းမပြနိုင်ဘူးတခါကူလူစစ်စကီကလည်းဒဏ်ရာရပြီးတဲ့နောက်ပိုင်းမှာသူရှေ့ဆွမ်းရပုံမှန်ရှေ့ဆွမ်းရဖို့ကရုန်းကန်နေရတာနဲ့ပဲအတင်းကအဲ့ဒီပြဿနာတွေနဲ့တိုင်ပတ်နေရတယ် ီလိုနေထားပြောမှာတော့တန်တီယူရိုပါလိဘတ်မှာကြတော့မစိုးဘူးကန်တရားရဲ့ပြည်နယ်သာပေးမှုကိုလည်းရတယ်သူတို့ကိုယ်တိုင်လည်းကြိုးစားထားတာတွေ့ရတယ်မပေးစင်ပွဲတွေကိုကြည့်တဲ့အခါဆွတ်ပေါင်းအင်ကွဲမှာ၄ပွဲကစားခဲ့တယ်၃ပွဲကလင်းချီနဲ့ကစားပြီးတော့တပွဲပဲသူတို့ဂိုးပေးခဲ့ရတယ်ရိုမားနဲ့ကစားခဲ့တဲ့ ပွဲမှာ၂ဂိုးပေးခဲ့ရတယ်ဒါပဲဒါပေမဲ့နော့ကောက်မှာကစားခဲ့တဲ့၂ပွဲမှာတော့အင်ကွဲမှာဂိုးတွေခွင့်ပြုပေးခဲ့ရတယ် ယူရိုပါလိမှာဂိုးပေးရတဲ့အနေအထားနဲ့ပရီးမီးယားလိမှာဆုတ်ပြတ်တတ်နေတဲ့အနေအထားနှစ်ခုနှိုင်းယှဉ်ရင်တော့ယူရိုပါလိဆွမ်းဆောင်ရည်ဟာတော်တော်လေးအံ့ဩစရာကောင်းတယ်။အဲ့တော့မျိုးလင့်စရာဒီဖလားလုံးပဲရှိနေတဲ့အနေအထားမှာတော်တန်အန်ဒီဖုံဖြက်ပြီးတော့လာမှာတော့တည်ကြတယ်ဗျ။သူ့အတွက်ဒီပွဲမှာရင်းရဖို့ဘာပြဿနာမှမရှိဘူး။ပြဿနာရှိလာနိုင်တာကသူတို့ရဲ့ပြိုင်ဘက်ဘိုရိုကလင်းပဲ။ဘိုရိုကလင်းတို့အသေးအတွက်ယူရိုပါလိပြိုင်ပွဲမှာစမီဖိုင်နယ်ရောက်နေတယ်ဆိုတာကတော်တော်လေးကိုစွမ်းဆောင်ရည်တော်တော်လေးမြင့်မားနေပြီဗျ။ဒီအသေးရဲ့စစ်တပ်ပိုင်းဆိုင်ရာတော်တော်လေးအားကောင်းနေပြီ။ အဲ့တော့ဘိုရိုဂလင်းကဒီပွဲမှာတော်တန်ဟော့စပါကိုရှုံးပြီးတော့ပြန်ပွဲကထွက်လာရလို့လည်းသူတို့ကအပြစ်တင်မဲ့လို့ဘူးမှမရှိဘူး။တောင်းတဖြားဖြားကြိုဆိုမဲ့သူတွေပဲရှိတယ်။အဲ့ဒီတစ်ချက်တည်းတော်တန်ကဘိုရိုဂလင်းကိုကစားဖို့ခက်ခဲလာမဲ့အကြောင်းတစ်ခုပဲ။ဘိုရိုဂလင်းတောင်းကိုပြောမယ်ဆိုရင် သူသွားခဲ့တဲ့လမ်းကြောင်းမှာတွင်းခဲ့တဲ့ဂိုးတွေကိုကျွန်တော်တို့ထည့်ပြောရမယ်။ယူရိုပါလိပြိုင်ပွဲမှာအင်ကွင်းအဝေးကွင်းစုပေါင်း14ပွဲကစားခဲ့ပြီးရမှာဘိုရိုဂလင်းဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲကတပွဲပဲရှိခဲ့တာ။ ဲ့လိုပဲသူကိုမပေးခဲ့ရတဲ့ပွဲကလည်းအဲ့ဒီ14ပွဲမှာသုံးပွဲပဲရှိခဲ့တယ်။ကိုပေးတယ်၊ကိုရအောင်ယူတယ်။အဲ့ဒါကဒီအသင်းရဲ့အမှတ်အသားပဲ။ဒီပွဲမှာဘိုဒိုကလင်အတွက်နည်းနည်းလေးပြဿနာရှိလာနိုင်တာကအသင်းရဲ့အဓိကကွင်းလည်အတွဲအဲ့ဒီကစားသမား2ဦးလုံးဒီပြိုင်ပွဲမှာပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲပဲ။နောက်လုံးကနံပါတ်2ခေါ်ရတော့နည်းနည်းလေးခက်တယ်ဗျ။နံပါတ်26နဲ့နံပါတ်7နဲ့နံပါတ်7ဆိုဘိုဒိုကလင်အသင်းအတွက်ဒီရသည်မှာဂိုးဖန်တီးမှု3ချိန် ဒီယူရိုပါလိမှာဂိုဗန်ဒီမှု၃ချိန်လှုပ်ထားပြီးတော့တူဂရန်၂ဂိုးသွင်းပေးထားတာဆိုတော့ဒီကွင်းလေအတွဲတွဲလုံးလွဲမယ်ဆိုတော့နည်းနည်းလေးတော့ပြဿနာတော့ရှိမှာပေါ့ဗျာဒါပေမဲ့ဒီအဆင့်မှာဘယ်သူပဲလွဲလွဲနီးပြတွေမှာတော့ plan ကောင်းကောင်းရှိမယ် backup ကောင်းကောင်းရှိမယ်လို့ကျွန်တော်ထင်တယ်မတော်တဆများဘိုဒိုကလင်ဟာဒီပွဲကိုရှုံးရမယ်ဆိုရင်တော့တော်တန်တဂိုးသွင်းရင်သူလည်းတဂိုးပြန်သွင်းလိမ့်မယ်တော်တန်နှစ်ဂိုးသွင်းရင်သူလည်းနှစ်ဂိုးပြန်သွင်းနိုင်တယ်အာဘိုဒိုကလင်အသင်းမှာရှိတယ် ဖွင့်ပြထားတဲ့ဂျေးကိုကြည့်တဲ့အခါလက်ရှိနေလေမြန်မာစံတော်ချိန်တနာရီအချိန်မှာဖွင့်ထားတဲ့ဂျေးက Total Horsepower တင်းကနေ Voyager 2အပေါင်း85နဲ့ဘောပေါင်းဂျေးက3အနုတ်40ပြ။စတဲ့ဂျေးကိုသတိထားမိတဲ့သူတွေဆိုရင်သိလိမ့်မယ်။စတဲ့ဂျေးတုန်းက Total Horsepower အသင်းရဲ့ Voyager က2အပေါင်း80မပြည့်ဘူးဗျ။ one is to of ကိုကြည့်တဲ့အခါ total အတင်းအနိုင်ကို32ပြားပဲပေးထားတယ်။ Bordeaux ကအနိုင်ကိုတော့စေစားခွဲ Never 10.4နဲ့တရေကြရ6.32ဆိုပြီးတော့ပေးထားတယ်။ မိနစ်90အတွင်းမှာနှစ်ဖက်သွင်းကုန်မရှိဘူးဘာညာဘာညာဆိုပြီးတော့ကြေးတွေဖွင့်ပေးထားတယ်အဲ့တော့ထုံးစံအတိုင်းပဲဒါဒီချန်ပီယံလိတို့ယူရိုပါလိတို့ဖြစ်နေလို့ကျွန်တော်ကြံတဲ့ကြေးတွေအများကြီးလိုက်မကြည့်တော့ဘူးအသက်နှစ်သက်နေမတူညီတဲ့လိကနှစ်သက်မြောက်အဲ့တော့ဟိုသူတို့လိမှာဖြတ်တန်းခဲ့တဲ့ပုံစံတွေသူတို့ရဲ့လိမှာကန်လာတဲ့လက်ရှိ current form တွေဘာညာတွေနဲ့ကျွန်တော်တို့ကြည့်လို့မရတော့ဘူးအဲ့လိုကြည့်လို့မရဘူးဆိုတော့ကိုမနေ့ကဘာစလိုနာအင်တာမီလန်ကစားတော့တဲ့ပွဲမှာအင်တာမီလန်အသင်းကတက်တည်ပြခဲ့ပြီးပြီး ဲ့တော့ဗျာဒီပွဲကိုကျွန်တော်တို့ရိုးရိုးချင်းချင်းလေးတွေးကြည့်ရတယ်ဒီပွဲမှာတစ်ဖက်ကတော့တန်ဟော့စပါနောက်တစ်ဖက်အသင်းဒီဘိုဒိုကလင်လက်ရှိဖွင့်ပေးထားတဲ့ဂျီအရဆိုရင်တော့တန်ဟော့စပါ အသင်းဒီနှစ်ဝိုးသွင်းတာနဲ့ဂျီအပြည့်နေပါရမယ်ဒါပေမဲ့ဘိုဒိုကလင်ကတကိုးပြန်သွင်းလိုက်ရင်တော့တန်ဟော့စပါဒီသုံးဝိုးသွင်းမှရမယ်အဲ့တော့ဘိုဒိုကလင်ဖြတ်တန်းလာခဲ့တဲ့အနေအထားသူရင်ဆိုင်ခဲ့ရတဲ့အသင်းနေတဲ့အနေအထားလက်ရှိတော့တန်ဟော့စပါအသင်းရဲ့အနေအထားအရာ ဒီဘက်မှာဘိုဒိုကလင်းကတေချာပေါက်တကူအနေဆုံးရပ်သွားလိမ့်မယ်ဆိုတော့အားတောင်ကျွန်တော်မှပို့ပြီးတော့ရှိတယ်ဗျာတော်တင်ဟော့စပါကိုကြည့်လိုက်တဲ့အခါတော်တင်ဟော့စပါက၃ကိုကြောက်အောင်တွင်းမမလားဆိုတော့ရေတဲနဲ့စိတ်ကျွန်တော်မှဖြစ်မလာဘူးဒါပေမဲ့ဘိုဒိုကလင်းကတကူတော့တေချာပေါက်တွင်းသွားနိုင်တယ်ဆိုတော့စိတ်ကျွန်တော်မှပို့ပြီးတော့ဖြစ်တယ်အဲ့တော့ရှင်းရှင်းလေးပဲဒီနေ့ဒီပရီးမီးယားလိခါကျွန်တော်တို့ရဲ့လိတော်တင်ဟော့စပါတဲ့ကျွန်တော်တို့ရဲ့တော်တင်ဖြစ်နေတော့လူတိုင်းဒီ ဟိုဒီရက်ပိုင်းပြောနေကြစကားနဲ့ပြောရကြတရွာလုံးနေတော်တန်ဟော့စပါဖြစ်မဲ့အနေအထားမျိုးပဲကျွန်တော်ဒီပွဲမှာဘိုဒိုဂလင်းအသင်းရဲ့ဘော်ဒီတစ်ကြောင်းတည်းကိုကြိုက်ပါတယ်ဗျာအဲ့တော့တော်တန်တို့တော်သူဂိုးသွင်းညင်သွင်းမသိညင်နေဘိုဒိုဂလင်းတကိုးသွင်းမယ်လို့ယုံကြည်တယ်ဆိုတော့ဂိုးပေါ်ဂိုးပေါ်ကိုကြိုက်တာလို့ကြဗျာကျွန်တော်ကတော့ဘိုဒိုဂလင်းအသင်းရဲ့ဘော်ဒီတစ်ကြောင်းတည်းကိုပဲရွေးချယ်ပါတယ်ဗျာအဆုံးထိကြည့်ပြခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ